ားလုံးမင်္ဂလာပါကျွန်တော်ချက်စီဘန်ပေးလဲနဲ့ပြန်လဲကြိုဆိုပါရစေကျွန်တော်တို့ဒီဒီဘက်ကတော့ကျွန်တော်တို့ရဲ့ချက်စီဂျူဘာကွန်ဖရန့်လီရောင်းအော့ဆစ်စတီဖြစ်ကျွန်တော်တို့ဒိမတ်ကိုစားပြုအတင်းဖြစ်တဲ့ကိုပင်ဟီကင်အတင်းကိုအခန့်ရှင်းပြန်ကစားရတယ်ပေါ့နော်ကျွန်တော်တို့ရဲ့အင်ကွင်းစတန်ဖို့ဘရစ်မှာပဲအခန့်ရှင်းပြန်ကစားရတယ်ကျွန်တော်တို့1-0ဆိုတဲ့ရလက်နဲ့ဟိုနောက်တစ်ဆင့်ကို တက်ခဲ့တယ်ပေါ့နော်ကျွန်တော်တို့ round 60ရဲ့နောက်ဆုံးတက်ခဲ့တယ်အာဒီဘွဲ့နဲ့ပတ်သက်ပြီးတော့ပွဲပြီးအမြင်လေးတွေခန်းစားချက်လေးတွေပြောအောင်ပေါ့နော်ဆိုပွဲပြီးအမြင်ဆိုတာထက်အာဒီချိန်တွေမှာကျွန်တော်တို့ခန်းစားနေရတဲ့ခန်းစားချက်ကိုပြောချင်တယ်ဆိုပထမဆုံးအနေနဲ့ပြောပြချင်လဲဆိုတော့ဒီပွဲကြည့်တဲ့ညီကိုတွေတော့ဟိုဘယ်လိုလဲတော့မသိဘူးကျွန်တော်ကိုယ်တိုင်ခန်းစားချက်ကတော့တော်တော်အိတ်ရှင်စိတ်ပေါက်သွားတယ်ပေါ့နော်ကျွန်တော်တို့တည့်ရဲ့ကစားပုံတစ်ဖက်ကဟိုတုံ့ပြန်ပုံကကောင်းပေမဲ့လည်းဟိုအကြီးတွေးရအရင်နှိမ့်တဲ့ခါတော့ ဟိုကျွန်တော်တို့ကြည့်ရတာဂျာပရိသတ်အနေနဲ့ဟိုကြည့်ရတော်တော်ဆိုးတယ်ပွေလို့ပြောလို့ရတယ်ပေါ့နော်ချက်စီနေနဲ့လည်းပထမပိုင်းတစ်ပိုင်းလုံးများကျွန်တော်တို့ဟိုကိုပေါက်ကန်ခွင်းနော်ကိုပေါက်ကန်ခွင်းတစ်ချိန်မှ မရှိခဲ့ဘူးအော်ကျွန်တော်ကိုပေါက်တဲမဲ့မှုကိုပြောတော့မဟုတ်နော်ကိုပေါက်ကန်ခွင်းတစ်ချိန်မှမရှိခဲ့ဘူးတော်တော်ဆိုးတဲ့အခြေအနေမျိုးပဲအင်ခွင်းမှလည်းကန်နေတယ်အာတစ်ဖက်ကကိုပေဟီကင်းလိုအသင်းမျိုးဟိုနဲ့အာရှင်နေကစားရတယ်ဒါကိုကျွန်တော်တို့ကိုပေါက်ကန်ခွင်းတစ်ချိန်မှမရှိခဲ့ဘူးဆိုတော့ အဲဒီသည်ဟိုကွင်းထဲမှာမြက်များနှုတ်နေကြသလားအမိုက်များကျုံနေကြသလားအာတလူတောင်တွေးမိတယ်ကြည့်တဲ့ညီကိုလေးဆိုရင်ဟိုတော်တော်စိတ်ဆင်းရဲရမှာအာဒါဟိုကျွန်တော်ကိုချင်းစားတယ်ကျွန်တော်ကိုယ်တိုင်လည်းဟိုအော်ဟိုဒုတိယပိုင်းဟိုမကြည့်တော့ဘူးလို့ဟိုဆုံးဖြတ်လိုက်ပြီမြဲဒါပေမဲ့အော်ငါငါသင်းလေးကဒုတိယပိုင်းတော့ကောင်းလာအောင်ပါလို့တွေးပြီးတော့ကျွန်တော် ဟိုဆက်ကြည့်တယ်ပေါ့နော်တီကံပြီးဆက်ကြည့်တယ်ဒါပေမဲ့ဒုတိယပိုင်းမှာလည်းအခြေအနေကအရင်ကြီးတော့ပြောင်းသွားတာမျိုးမရှိဘူးဟိုကျွန်တော်ပထမပိုင်းတစ်ပိုင်းလုံးလည်းဟိုနောက်တန်းနေလည်းဘာရီယာရှိလို့ဒီကံမားတွေချက်စီရဲ့အစင်တဲ့မျိုးနဲ့မကိုက်ဘူးဟိုဘလုံးထိန်းတာတောင်မှဟိုဖေဖေဘလုံးပေးတာလည်းကျွန်တော်တမန် normal capacity တောင်မှမမှန်ဘူးပေါ့နော်ဒီလိုမျိုးအခြေအနေမျိုးတွေဖြစ်တယ်အာဆိုတော့ဟို ကွန်လေကကဇမန်နှစ်ယောက်ကတော့သူ့အစင်တန်းသူပြရတယ်ဗောနော်အန်ဆိုဖန်နန်ဒက်အာဝက်ဆက်ကန်စီရိုဒီကဇမန်ရီကတော့တကယ်ကိုပွဲတိုင်းပန်းတဲ့ကဇသမားမျိုးတွေဟိုဖြစ်တယ်ဗောနော်ဆိုရှေ့ကကဇသမားတွေပြောမနေနဲ့ကျွန်တော်တို့ကိုဘောက်ကန်ခွင်တစ်ချိန်မှမရှိဘူးဆိုရခင်ဗျားတို့စဉ်းစားကြည့်လိုက်တော့ဟိုဒီဒီဒီအတင်ဘလောက်ထိအချိန်ဆက်တွေမဲ့နေလဲဟိုတောင်းတဲ့တယောက်ချာမှနားလည်မှုတွေမဲ့နေလဲဆိုတာဟိုစဉ်းစားလို့တော့ဟိုတွေးလို့တော့မရတဲ့အခြေအနေမျိုးပေါ့နော်ဆိုတော့ဒုတိယပိုင်းမှာလည်းဘာမှ ထူးခြားခြားမလုပ်ပြနိုင်ဘူးကိုပေါက်ကံကွင်းလေးတွေရှိလာတာဟာလွဲပြီးတော့ကျွန်တော်ကိုပေါက်မကလည်းဟိုချက်စင်တို့မလို့ဒီတို့ဟိုနာသွားပြီဆိုတဲ့ကဘာမှမလုပ်တတ်တော့ဘူးဟိုဒီကံမဟိုပြောချင်တာပါလဲဆိုအဲ့ကောင်လေးရှိမှဘလုံးကန်တတ်တာလားကျွန်တော်တို့ကျွန်တော်ကစားသမားတွဲကစားတတ်တော့ဘူးလားတကယ်အယူသွေးမြင့်နဲ့အဲကစားသမားတယောက်ဖြစ်တယ်ဆိုရင်အော်ကျွန်တော်တို့ဒီချင်းလေးမျိုးမှာအတင်းကို ဟိုဆွဲတင်နိုင်ရမယ်။ဒီတခြားကစားသမားတွေနဲ့လည်းကျွန်တော်နားလည်မှုရှိရှိကစားနိုင်ရမယ်။အဲဒါပေမဲ့ခုပမာအနေနဲ့မလုံနိုင်ဘူးပေါ့နော်။ဟိုဘာတွေစိတ်ထဲကြာနေလဲမပြောပြတတ်တော့ဘူးပေါ့နော်။ဆိုတော့ဟိုကျွန်တော်ဟိုပြန်တွေးကြည့်ရပေါ့နော်။ပြန်တွေးကြည့်ရဒီအာဆင်နယ်ရဲ့ပွဲများဘယ်လိုများကံမလဲပေါ့နော်။ဘယ်လိုများကံမလဲဒီအခြေအနေမျိုးနဲ့အာဆင်နယ်လိုအသင်းကိုရှင်ပြန်မှုဆိုတာတော်တော် မလွယ်ဘူးပေါ့နော်။ဟောကျွန်တော်စိတ်လျှော့ပြီးတော့ကြည်ရမယ့်အခြေအနေမျိုးပေါ့နော်။အော်ဒီညမှာပြောချင်တာပါလဲဆိုနိဗျအဆူမာလက်စကာနေနဲ့ဒီပွဲစဉ်တွေကိုဘလို့စီမံခန့်ခွဲလဲကျွန်တော်မေးခွန်းထုတ်ချင်တာပေါ့နော်။ဘာကြောင့်လဲဆိုတော့ပထမကျတော့ကျွန်တော်တို့ဟိုအနားတွေအများကြီးရတာတဲ့အခြေအနေမျိုးမှာကိုပြက်တွင်းပြီးတော့ကျွန်တော်တို့ဒီနေ့ဒီနေ့လို့ဒုတိယကျော်မှာအေးစစ်နိုင်ရမယ့်ကိစ္စမျိုးအေးစစ်ကျွန်တော်တို့လူငယ်တွေနဲ့ပွဲထုတ်ရမယ့်ကိစ္စမျိုးမှာအခုကျတော့ကျွန်တော်တို့ဟိုချင်းမြောင်းနဲ့ရလက်နဲ့ ဟိုအနိုင်ရရှိထားတာဖြစ်တဲ့အတွက်ဒုတိယချက်မှာအသေးအံကန်ယူရတယ်ဒါတော့မှကျွန်တော်တို့နိုင်သွားလို့မြင်နေပန်းလာပါလားမနိုင်ဘူးဆိုရင် test ဒီ not sent တယ်ဆိုရင်တော့မှကိုနေခါရရှုံနေတယ်ဒါကိုပြောချင်တာကျွန်တော်တို့ဟိုပထမချော့များအေးစေးဖြစ်ခဲ့တယ်ဆိုရင်ဒုတိယချော့ဟိုနောက်အာဆင်နယ်ရဲ့ပွဲကိုပို့ပြီးတော့ဟိုကျိုးတင်ပြင်ဆင်လို့ရတယ်ဗျာအာဒီကစားသမားတွေအကုန်ပွတ်ထုတ်ဆရာမလို့အခုကျတော့ဟိုကျွန်တော်တို့ကစားသမားတွေဟို မလို့ပဲကျွန်တော်တို့ထပ်ပြီးတော့ထည့်ရတာမျိုးတွေဒါမျိုးတွေလိုရတယ်ပေါ့နော်ညီပြအနေနဲ့စီမံခန့်ခွဲမှုတအားမြင့်တယ်လို့ကျွန်တော်တော့မြင်တယ်ဆိုပွဲကနိုင်စံနိုင်သွားတယ်တကယ်ဟိုညီကိုကြည့်ရညီကိုလည်းတော့တော်တော်စိတ်ပြတ်မှတည်ကြတယ်ပေါ့နော်ဆိုဘလို့ပဲဖြစ်ဖြစ်ကျွန်တော်နောက်တစ်ဆင့်တော့တက်သွားပြီအဲဒီဒီပြန်ပွဲကလည်းအရေးကြီးတယ်ဆိုတော့ကျွန်တော်ပြောချင်တာပေါ့နော်ဟောဘာကြောင့်လဲဆိုတော့ဟိုဒီဘလို့နေနေအဲကျွန်တော်တို့ကွန်ပိုးတစ်ခုအနေနဲ့ ါဒီ block ကိုရိုက်လိုက်တဲ့ဆိုရင်ကျွန်တော်ချက်စီဒီကဘာမှာမရဘူးတဲ့ block ဆိုတာမျိုးမရှိဘူး block ဆိုရဘူးတဲ့အာ rubber block ဆိုရဘူးတဲ့အတင်းဆိုတာမျိုးဟောဖြစ်သွားမယ်ပေါ့နော်နောက်ပြီးတော့ဒီ block ရတဲ့အတွက်နီးပြားအန်ဆိုမာရက်စကာအနေနဲ့လေဒီ PR တစ်ခုအနေနဲ့ရောကြမယ်ပေါ့နော်အာဒီတက်လာတဲ့တည်င်းနေရတော့နီးပြားအန်ဆိုမာရက်စကာကိုတော့ hurry မဝင်ဘူးဆိုရင်ထုတ်မယ်ဆိုတာမျိုးတည်င်းနေတက်လာရဲ့အဲဒါပေမဲ့အာဒီကစားသမားတွေလပိုင်းကိုယ်ဝဲလို့ပါလို့တော့ဒီနီးပြားအန်ဆိုမာရက်စကာကိုယုံကြည်နေရဆိုတာမျိုး ဟိုပြောတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးအတန်ထွက်လာတာဖြစ်တဲ့အတွက်ဒီစကားထွက်လာတယ်လို့လည်းအာထင်တော့ထင်တယ်ပေါ့နော်ဟိုဒါပေမဲ့ကျွန်တော်ပြောချင်တာဒီပြိုင်ပွဲကလေရေချီတဲ့ပြိုင်ပွဲတစ်ခုဆိုတာကိုပြောချင်တာပေါ့နော်နေပြည်တော်မှာစကားနေနဲ့အာတိချက်ပို့ပြီးအာယုံစိုက်တင်တယ်လို့ကျွန်တော်ကယူဆပါတယ်ဆိုတော့ဒီကူတော့အော်ဘယ်လိုမြင်လဲပေါ့နော်ဒီပွဲနဲ့ပတ်သက်ပြီးတော့ဟောပြောသွားကြပါဦးအားလုံးကျေးဇူးတင်ပါတယ်ညီကို